င်္ဂလာပါရှင်။ယနေ့ရန်ကုန်မြို့နှံပုံးတရင်ဆောင်ကနေတင်ဆက်ပေးမှာကတော့တန်လီမြို့နယ်မြန်မာနိုင်ငံရေချောင်းပညာတက္ကသိုလ်ရှိရင်လူသွားစင်ကြံပလက်ဖောင်းဆောင်ရွက်မဲ့နေရာအားရန်ကုန်တိုင်းဒေသကြီးဝင်ကြီးချုပ်ကြည့်ရှုစစ်ဆေးတဲ့တရင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးဝင်ကြီးချုပ်ဦးစုသိန်းနဲ့တိုင်းဒေသကြီးဝင်ကြီးများသည်နိုဝင်ဘာ18ရက်ညနေပိုင်းကတန်လီမြို့နယ်မြန်မာနိုင်ငံရေချောင်းပညာတက္ကသိုလ်ရှိရင်ကျောင်းသားကျောင်းသူများရန်ရည်ကင်းရှင်းစွာသွားလာနိုင်ရေးအတွက်လူသွားစင်ကြံပလက်ဖောင်းဆောင်ရွက်မဲ့နေရာအားကြည့်ရှုစစ်ဆေးကြောင်းသိရပါတယ်။ ဥစာရန်ကုန်တိုင်းဒေသကြီးဝင်ကြီးချုပ်ဦးစိုးသိန်းနှင့်ဖွဲ့သည်တန်လင်းမြို့နယ်မြန်မာနိုင်ငံရည်ချောင်းပညာတက္ကသိုလ်ရှိတွင်အကြီးခွနှစ်ပီအလျား2300ပီလူသားစင်ကြံပလက်ဖောင်းဆောင်ရွက်မည်နေရာအားကြည့်ရှုစစ်ဆေးပြီးဒိုင်းဒေသကြီးဝင်ကြီးချုပ်ကလုပ်ငန်းများဆောင်ရွက်ရာတွင်တစ်ပင်များထိခိုက်မှုမရှိစေရေးကျောင်းရှိတန်ရှင်းတရားလှပစေရေးအတွက်တစ်ပင်များထပ်မံစိုက်ပျိုးရန်ရေစည်းရေလာကောင်းမွန်ရေးအတွက် ရေထွက်ပါပလက်ဖောင်းဖြတ်မြောင်းများဆောင်ရွက်ရန် ်လုပ်ငန်းများအချိန်တိုတွင်ပြည်စည်းရေးနှင့်တမတ်ကာလအတွင်းစံရင်စံညွန်းကိုင်းကြီးစွာဖြင့်ပြည်စည်းအောင်ဆောင်ရွက်ရန်စသည်တို့ကိုမှာကြားကြောင်းသိရပါတယ်ရှင်။ဒီသတင်းကိုတော့ဇွဲထက်ကူကပေးပို့လာတာပါ။ဆက်လက်တင်ဆက်ပေးမှာကတော့ဗဟန်းမြို့နယ်တွင်စံစဘာချိတ်ခွဲထုတ်လုပ်မှုဤပညာသင်တန်းဖုံးမဲ့အခမ်းအနားကျင်းပတဲ့သတင်းဖြစ်ပါတယ်။ သိပ္ပံနေနည်းပညာဝင်ကြီးဌာနနှင့်မြန်မာနိုင်ငံစံသမားအသင်းချုပ် MRF တို့ပူးပေါင်းဖွင့်လှစ်တဲ့စံသမားကြိတ်ကွဲထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကိုနိုဝင်ဘာ18ရက်နေ့နေ့ပိုင်းကရန်ကုန်တိုင်းဒေသကြီးပဟန်းမြို့နယ်စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း SITE Multi Purpose Hallin ကျင်းပရာရန်ကုန်တိုင်းဒေသကြီးဝင်ကြီးချုပ်ဦးစုသိန်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသိပ္ပံနေနည်းပညာဝင်ကြီးဌာနအမြဲတမ်းအတွင်းဝင်ဒေါက်တာဆိုင်းကျော်နိုင်ဦးညွှန်ကြားရေးမှူးချုပ်များ ဗမာကချုပ်ကြီးများ၊ကျောင်းဦးကြီးများနှင့်ဆရာဆရာမများဌာနဆိုင်ရာတာဝန်ရှိသူများမြန်မာနိုင်ငံစံတဘာအသင်းချုပ်ဥက္ကဋ္ဌဦးရဲမြအောင်နှင့်အသင်းဝင်ကုမ္ပဏီများတင်နန်းတယောက်မဲ့တင်နန်းသားတင်နန်းသူများနှင့်တာဝန်ရှိသူများတယောက်ကြားကြောင်းသိရပါသည်။ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းကအဖွင့်အမှားစကားပြောကြားရာတင်နန်းများဟာနေပညာအသင်းများအရေးအသွေးထိန်းသိမ်းမှုစနစ်များ digital နှင့်ညာရီတူ AI ပညာရည်များ လျှက်စစ်နှင့်စက်မှုပညာရပ်များကိုတင်ကြားပေးသွားမှာဖြစ်ပြီးတော့အနာဂတ်အခွင့်အလမ်းများစွာရှိပါကြောင်းတံမှုထားပြီးချိုးပန်းလီလာရေးတိုက်တွန်းပြောကြားလိုပါကြောင်းနဲ့မြန်မာနိုင်ငံတွင်ပထမဆုံးစတင်ဖွင့်လှစ်တဲ့စံသမားကြေကွဲထုတ်လုပ်မှုဤပညာသင်တန်းဖြစ်မြောက်ရေးကိုဝိုင်းဝန်းကူညီသူများအားလုံးအားကျေးဇူးတင်ရှိပါကြောင်းဖြင့်ပြောကြားပါရစေ။အဒီနောက်သိပ္ပံနေဤပညာဝင်ကြီးဌာနအမြဲတမ်းတွင်းဝင်ဒေါက်တာဆိုင်းကျော်နိုင်ဦးကအမှားစကားပြောကြားပြီးမြန်မာနိုင်ငံစံသမားတင်ချုပ်ဥက္ကဋ္ဌဦးရဲမေအောင်က သင်တန်းဖွင့်လျက်ချင်းရဲ့ရည်ရွယ်ချက်နဲ့ရှေ့လုပ်ငန်းစဉ်များအားရှင်းလင်းတင်ပြပါရစေ။ဆက်လက်ပြီးရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်အဖွဲ့ကပြသထားတဲ့သင်ယူညွတ်တန်းစာအုပ်များစံတမားချိတ်ခွဲထုတ်လုပ်မှုဤပညာသင်တန်း level 1နဲ့ level 2သင်တန်းသင်ကြားပို့ချနေမှုများလက်တွေ့သင်တန်းခန်းနဲ့ဤပညာသင်ထားမှုပစ္စည်းများကိုလှည့်လည်ကြည့်ရှုအားပေးကာ တင်နန်းသားတင်နန်းသူများအားရင်းနှီးနှုတ်ဆက်ပါရယ်အစိုးရစံတဘာချိတ်ခွဲထုတ်လုပ်မှုဤပညာတင်နန်းကို level 1အားတင်နန်းကာလ3လနဲ့ level 2အားတင်နန်းကာလ4လသင်ကြားပေးမှာဖြစ်ကစစပောင်းတင်နန်းသားတင်နန်းသူ63လို့ဖြင့်တာဝန်ရှိသူများကစာတွေ့လက်တွေ့သင်ကြားပို့ချသွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်ဒီသတင်းကိုတော့ဇက်ထက်ကိုကပေးပို့လာတာပါထမတင်ဆက်ပေးမှာကတော့ရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစုသိန်းရေနေလန်းနေကင်းရှင်ရေရှိတဲ့ဘက်လှူရှားမှုဖွင့်ဝဲခန်းနာတို့တက်ရောက်တဲ့တဲ့ရင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးဝင်ကြီးချုပ်ဦးစိုးသိန်းနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည်အမျိုးသားအကစေယုံရန်ကုန်မှကျင်းပတဲ့ရန်ကုန်တိုင်းဒေသကြီးရေအနေလန်းအနေကင်းရှင်ရေးကောင်စီရှင်လန်းအနေကင်းရှင်ရေးဗတ်ဆောင်ထောက်ကူပြုအဖွဲ့ MORS နဲ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်ဖြံပြူရောင်းချရေးလုပ်ငန်းရှင်များသည် MAMTA တို့ရဲ့ရေအနေလန်းအနေကင်းရှင်ရေးရှင်းတဲ့ဘက်လှူရှားမှုဖွံ့ဖွဲ့ခန်းနာတို့တက်ရောက်ကြောင်းသိရပါသည်။ ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီးလုံခြုံရေးနှင့်နေဆဲရေးဝန်ကြီးဗိုလ်မှူးကြီးဝင်းတေစီပင်သာရေးဝန်ကြီးဦးဘိုထေလက်ပန်းဆက်သွယ်ရေးဝန်ကြီးဦးကျော်ကျော်စုနှင့်တာဝန်ရှိသူများကရန်နယ်လမ်းနေကင်းရှင်ရေးရသက်ပတ်လှူရှာမှုဖွံ့ဖွဲခန်းနာကိုဖဲချုပ်ဖြတ်ဖွင့်လှစ်ကြပါသည်ဆက်လက်၍ရန်ကုန်တိုင်းဒေသကြီးရန်နယ်လမ်းအနေကင်းရှင်ရေးကောင်စီဥက္ကဋ္ဌဝန်ကြီးချုပ်ဦးစုသိန်းကအဖွဲ့မှစကားပြောကြားပြီးအလှူငွေများပေးရာ MORS ဥက္ကဋ္ဌဦးလျံကျင်းမကလက်ခံရယူပါသည် အဲ့ဒီနောက်ရန်ကုန်တိုင်းဒေသကြီးရှမ်းအနေလမ်းအနေကင်းရှင်းရေးကောင်စီဥက္ကဋ္ဌဝင်းကြီးချုပ်ဦးစိုးသိန်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနဲ့တာဝန်ရှိသူများကရှမ်းအနေကင်းရှင်းရေးချိန်ခါမရေးဆောင်ရွက်ပေးကောင်းစဉ်ဖြင့်ပါဝင်ရှင်ပြိုင်ခဲ့ကြရတယ်။အခြေခံပညာအထက်တန်းအဆင့်အလေတန်းအဆင့်နဲ့မူလာတန်းအဆင့်ကာတွန်းပချီပြိုင်ပွဲနှင့်ဆုရရှိသူများကိုဆုများအသီးသီးပေးအပ်ချီးမြှင့်ကြပါရစေ။ဆက်လက်၍တကုံမြို့နယ်အမှတ်၈အခြေခံပညာအလေတန်းကျောင်း လာတာမျိုးနဲ့အမှတ်နှစ်အခြေခံပညာအထက်တန်းကျောင်းနဲ့လမ်းမတော်မျိုးနဲ့အမှတ်နှစ်အခြေခံပညာအထက်တန်းကျောင်းတို့မှကျောင်းသားကျောင်းသူများကရင်စည်းခန်းပညာပေးသချင်းဖြင့်ဖြောပြေးကြပြီးပျောက်ဆုံးသွားသောအိမ်မက် Road Safety ပညာပေးဇာတ်ကားပြသပါရယ်။အဲ့ဒီနောက် MORS ဥက္ကဋ္ဌ MYE CSAE ဥက္ကဋ္ဌနဲ့ MAI ဥက္ကဋ္ဌတို့က MOU လက်မှတ်ရေးထိုးခဲ့ကြပြီးဖြောပြေးအဖွဲ့များအားတာဝန်ရှိသူများကဂုဏ်ပြုပန်းခြင်းနဲ့ဂုဏ်ပြုချီးမြှင့်ကများကိုပေးရကြပါရယ်။ ဲဒီနောက်အခမ်းအနားတွင်ပြသထားတဲ့ဌာနဆိုင်ရာပြကန်းများနဲ့မြန်မာ Cars and Spare Parts Expo 2025ပြပွဲတို့အားရှောင်းတိုင်းဒေသကြီးဝင်ကြီးချုပ်ဦးစိုးသိန်းနှင့်တာဝန်ရှိသူများကလည်လည်ကြည့်ရှုကြပါတယ်။အစပိုင်းရှင်ရည်လမ်းနေကင်းရှင်ရည်ရတဲ့ပတ်လှူရှာမှုကိုနိုဝင်ဘာ16ရက်မှ24ရက်ထိကျင်းပတော့မှာဖြစ်ကြောင်းသိရပါတယ်ရှင်ဒီသတင်းကိုတော့ဇွဲထက်ကိုကပြပူလာတာပါ ောက်ဆုံးတင်ဆက်ပေးမှာကတော့2025ခုနှစ်ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်းကြီးချုပ်ဖလားစစ်တုရင်ပြိုင်ပွဲဆွေးကြီးမြင့်ပွဲအခမ်းအနားကျင်းပတဲ့တွင်ဖြစ်ပါတယ်2025ခုနှစ်ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်းကြီးချုပ်ဖလားစစ်တုရင်ပြိုင်ပွဲဆွေးကြီးမြင့်ပွဲအခမ်းအနားကိုနိုဝင်ဘာ18ရက်မွန်လွဲပိုင်းကတောင်ကလပ်ပါမြို့နယ်ပြည်သာအားကစားခံမှန်တွင်ကျင်းပရာရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစုသိန်းရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်များ ခရိုင်မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများအာကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများရန်ကုန်တိုင်းဒေသကြီးစစ်တူရင်ဆက်ကော်မတီမှတာဝန်ရှိသူများပြည်ဝင်ဝင်အာကစားသမားများနှင့်တာဝန်ရှိသူများတက်ရောက်ကြကြောင်းသိရပါသည်ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီးဝင်ကြီးချုပ်ဦးစိုးသိန်းရဲ့ဖွဲ့က2025ခုနှစ်ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်ကြီးချုပ်ပလာစစ်ထူရင်ပြန်ဝဲဘိုလ်လူပွဲစဉ်များအားကြည့်ရှုအပ်ပေးပါရယ်။အရင်နောက်စုချင်းမြင့်မွေအခမ်းအနားအကျင်းပါရာ လူငယ်စစ်တူရင်ပြိုင်ပွဲအသက်55နှစ်ထက်စစ်တူရင်ပြိုင်ပွဲနဲ့မျက်မမြင်စစ်တူရင်ပြိုင်ပွဲတို့တွင်ပထမဒုတိယတတိယဆုရရှိသူများနှင့်တဝူးချင်းစစ်တူရင်ပြိုင်ပွဲတွင်အဆင့်၄မှအဆင့်၁၀ဆုရရှိသူများကိုရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်များကတဝူးချင်းစစ်တစိတ်များနှင့်ဂုံပြုချင်းမြင်ငွေများကိုအတီးတီချင်းမြင်ကြပါသည်။ ဆက်လက်၍တဦးချင်းစစ်တရင်ပြိုင်ပွဲတွင်ပထမဒုတိယနှင့်တတိယဆုရရှိသူများကိုရန်ကုန်တိုင်းဒေသကြီးဝင်ကြီးချုပ်ဦးစိုးသိန်းကတဦးချင်းစစ်တစိများနှင့်ဂုဏ်ပြုချင်းမြင်ငွေများကိုချီးမြှင့်ပါသည်။အဆိုပါ2025ခုနှစ်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်ဗလာစစ်တရင်ပြိုင်ပွဲကိုနိုဝင်ဘာ12ရက်မှနိုဝင်ဘာ18ရက်အထိကျင်းပခဲ့ပြီးပြိုင်ပွဲဝင်အားကစားသမား105ဦးဝင်ရောက်ရှင်ပြိုင်ခဲ့ကြကြောင်းသိရပါသည်ရှင်။ဒီသတင်းကိုတော့ဇွဲထက်ကပေးပို့လာတာပါ။